ေးနိုင်ခွန်းမှာမြောင်မြမြို့ကျိုးစပိုင်းကြီးကနေတော်တော်လေးနည်းနည်းလောက်ကျော်လာပြီเนาะဒါပေမဲ့အခုပြောရင်တော့ရတယ်ဒါပေမဲ့ပြောရမှာကြီးကများတော့ဒီသူများကနေထဲမှာလည်းကျွန်တော်မပြောချင်ဘူးဒီကလေးမလေးကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်လာတာလို့အဲ့ဒါကလေးမလေးကြီးလေကျွန်တော်သွားချင်တယ်အကိုဒီကလေးမလေးလို့ကျွန်တော်အယုတ်တိရောက်လက်ဆောင်ပေးချင်တယ်ပြီးတော့သူတို့ဘက်ကနင့်နာတဲ့ကလေးတွေကိုကြောင်းထုတ်ဖို့မတောင်းဆိုဘူးကြောင်းပြောင်းပြီးနောက်တစ်ချက်က ဗီဒီယိုမရိုက်ဘူးလိုင်းပေါ်မတင်ဘူးကာယကရှင်တွေဘက်ကချစ်ချစ်တော့ပြန်ပြီးကျူးလုံးတဲ့ကလေးတွေပြန်တောင်းပန်ပြီးပြန်တောင်းပန်ပြီးအဲ့ဒီတောင်းဆိုချက်ကလေးနှစ်ချက်ကိုအခုတည်းကမဖြေရှင်းမနိုင်သေးတာပါတဲ့ တော့အားလုံးပဲမင်္ဂလာပါဗျဒီနေ့မှကျွန်တော်မိတ်ဆွေမျှောက်ပေးခြင်းနဲ့အကြောင်းအရာလေးကတော့ကျွန်တော် lateral line ပေါ်မှာတော်တော်လေးလေးခေးရိုက်နေတယ်ကျွန်တော်မြောင်းမြအကြောင်းသူလေးဖြစ်စင်နေပတ်သက်ပြီးတော့ကျွန်တော်တို့ကနိနာသူမင်းကလေးအိမ်ဒီကိုကျွန်တော်ရန်ကုန်ကတကူးတကသွားရောက်ပြီးတော့ကုညီပေးခဲ့တယ်အကိုတယောက်ရေပြောကြားချက်လေးကိုကျွန်တော်မျှောက်ပေးမှာပဲဖြစ်ပါတယ်ဒီထဲမှာဆိုရင်ကျွန်တော်တို့ဒါ TikTok ဒီမှာတက်နေသလိုသတင်းတွေတက်နေသလိုပေါ့နော် ကျွလွန်တဲ့ main ကလေးတွေကိုကျွန်တော်မှင်းတားပြီးကြောင်းထုတ်လိုက်တယ်ဆိုတာကအာလုံးဝမဟုတ်ပါဘူးဆိုတဲ့အကြောင်းကိုလည်းဒါပြောကြားသွားတာပဲဖြစ်ပါတယ်အခုချိန်မှာဆိုရင်ကျွန်တော်နင်းနာတဲ့ main ကလေးဘက်ကရင်ပေါ့တောင်းဆိုချက်နှစ်ခုပြုလုပ်ထားတယ်ပေါ့နော်အဲနှစ်ခုကိုလည်းအခုထိကိုဘာမှကိုမလုပ်ပေးဘူးဆိုတဲ့အကြောင်းလေးကိုဒီကိုကပြည့်ပြည့်စုံလေးရှင်းပြပေးထားတာပဲဖြစ်ပါတယ်ခင်ဗျဒါဆိုဗီဒီယိုပြည့်စုံလေးကျွန်တော်လိုက်ပါကြည့်ရှုပေးပါအောင်နော်ဒါမြောင်းမြားနင်းနာတဲ့ကျောင်းသူလေးတွေ့တဲ့အချိန်မှာကျွန်တော်အယုတ်ကြီးပါဝယ်သွားတာနော်တကယ်လေးစားဖို့ကောင်းပါလေဒီကိုကြီးနော် ဒီကမီးလေးနာမည်ကချစ်တောင်ချစ်ချစ်တောင်နဲ့နော်ကောင်းမရနေရတဲ့နိုင်ပြီလုံးချစ်တယ်ကျွန်တော်ချစ်မလေးအတွက်တော့ရောက်ဝင်လို့လက်ဆောင်ကျန်ကောင်းလိုက်လက်ဆောင်ခဏလေးအခု၄နိုင်ခွဲပြန်လာပြီမြန်မာ၄နိုင်ခွဲမှာမြောင်မြတ်မြို့ကျိုးစပိုင်းကြီးကနေတော်တော်လေးနည်းနည်းကျော်လာပြီနော်ဒါမဲ့အခုပြောရင်တော့ရတယ် ဒါပေမဲ့ပြောရမှာဒီကများတော့ဒီသူများတွေကနေထဲမှာလည်းကျွန်တော်မပြောချင်ဘူးနော်အာချောင်တဲ့ကောင်တွေလည်းဝင်မနော်ဝင်မခေါမဘလို့နေရလဲဘလို့ပြောရလဲဘသူဖေခေါ်မမသိဘူးဒါတော့ကိုစောက်ထားတဲ့ကိုသွားတာနော်ကိုစောက်စင်ကိုဆိုင်ကလာကိုနေထားတဲ့ကိုသွားတာအဲ့တော့အဲ့လိုလေကြုံရတယ်အလိုမင်္ဂလာမနက်ခင်းပါခင်ဗျာမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ မင်းကကျွန်တော်အိမ်မေရောပြောပါမယ်ဆိုတဲ့အစီအစဉ်ကမပြောပြဘူးဆိုတော့ကမင်းကကျွန်တော်တို့လည်းအခက်အခဲတွေရှိတယ်ပြန်လာရတာလေအဲမိုးကလည်းအဲညနေပိုင်းဖွားဖွားနေကြတယ်လမ်းချင်းတွေကလည်းရောက်ဘူးတဲ့လူတွေတိလိမ့်မယ်တော်တော်လေးဆိုးတယ်အဲ့တော့စောက်ထွက်သွားတဲ့ညကမနေ့ကကျွန်တော်လေးရလေးလက်ရောက်ထွက်တယ်လေးလက်20လောက်ကျွန်တော်တို့လိုင်းသားရအထွက်ထန်းနမိဂိတ်မှာထန်းနမိဂိတ်မှာကျွန်တော်တို့အလန်းလေးမှာချထားတဲ့လူမျိုးတန်ချောင်းလေးသူစိုးနေအဲ့ဒါကိုကျွန်တော်ဝင်တိုက်မိတယ် မနေ့ကမိုးလေးလက်ကြပြီးတော့ဘောပါဟိုဝင်တတ်မိတယ်ဝင်တတ်ပြီးတော့အမှကျွန်တော်ရှင်းစင်းရတော့ဘောနော်ကားပဲကပ်ပြီးတော့အမှကြီးတဲ့တောင်ကြီးတဲ့တောင်ကြီးနေတဲ့ပုံကိုယ်လေးအဲသူတို့နဲ့စကားပဲပြောရမှာနော်အဲ့တော့ကျွန်တော်အကျိုးရှိမယ်ကိုကြီးဒါလေးဒီလိုရှိကျွန်တော်သွားလို့ရှိပါရဲ့ Okay ရတယ်ကြီးလေးအဲမင်းတို့ကားနဲ့ပတ်သက်တဲ့စကားဆိုတော့ပေးခလိုက်အကျောင်းအဲ့ဒါပေးခဲ့ရတယ်ထားခဲ့ရတယ်ထားယူကျွန်တော်မြောင်းမြောက်ဆက်သွားတယ်အဲမြောင်းမြောက်ကျွန်တော်မနေ့၈နာရီကျော်တော့ရောက်တယ်၈နာရီကျော်တော့ရောက်တဲ့အချိန်မှာအဲကျွန်တော်တို့လက်ခံပေးတဲ့ လက်ခံပြီးကူညီပေးတဲ့နေမင်းတယောက်အိမ်ကိုသွားတယ်။ဒါသွားပြီးသူတို့နဲ့ကျွန်တော်တစ်ဖက်တိုင်းသွားတယ်။အဲတစ်ဖက်တိုင်းရောက်တဲ့ခါမှာကျွန်တော်ဘုံကျူဆက်ထားတဲ့ကျွန်တော်အစားဆုံးပြောပြနေရနော်။ဘုံကျူဆက်ထားတဲ့ပရိုက်ဒါကိုကြီးတယောက်လာတယ်။အဲဒီကိုကြီးနဲ့ပတ်သက်ပြီးတော့မှဟောကျွန်တော်မိမမဲ့တော်တော်ကြည့်တယ်ညီလေးတယောက်ပါလာတယ်။ဘလို့ကူညီပေးရမလဲပါလဲပေါ့နော်လာတယ်။သူတို့နဲ့တစ်ဖက်တိုင်းထိုင်နေတဲ့အချိန်မှာကျွန်တော်ကူညီပေးတဲ့ main ကလေးကောင်မလေးက ပါမနာဦးပြောက်ကြလိုက်လာတဲ့ဆိုင်မှာကျွန်တော်တူစားလေပေါ့ကော်မတီရောက်လာတယ်ကိုကြီးဒီမှာနေတဲ့ဖုန်းဆက်ပြီးတော့ပြောပေးတယ်အဆင်မပြေဘူးတွေ့ဖို့လက်ရှိမှာလဲအဲ့ဒါအာတမီးကြီးကမြောင်းမြတ်မှာပျောက်နေပြီတို့ဘာလို့မပြောပါနဲ့ရှိပါတယ်နော်ရှိရနော်အရှိတဲ့ဆိုတက်တဲ့ပြကွာလို့ပြောလို့တော့မရဘူးနော်ပြလို့ရတယ်ပြမယ်ရှိနေတယ်ကျမကြီးကောင်းပါတယ်ဘုလိုမျိုးကြီး အေးရတဲ့လဲနေတာမျိုးမဟုတ်ပါဘူးကလေးတကယ်တော်ပါတယ်ချီချီဘောကောင်းပါတယ်သူ့ဘာသူပဲဟိုဘယ်လိုခေါ်မလဲလမ်းလမ်းဆန်းဆန်းလေးရှိတယ်ကောင်းပါတယ်ကလေးလေးလေဘာလို့ဆိုတော့သူ့မိသားစုတွေကလည်းမတရားချစ်တယ်ကလေးကိုနော်သူ့မိသားစုတွေမတရားချစ်ကြတယ်သူဦးလေးတွေဖွားတွေဒေါ်တွေမလို့ဂလူးဆိုက်ရတယ်ကလေးပုံလေအဲ့ဒါလည်းတော်တော်မယ်အဲ့ဒီလိုမျိုးတပည့်ဆိုင်မှာထိုင်နေတဲ့အချိန်မှာပြန်ပြောပြီးတော့ညနေပြောမယ်ကျွန်တော်စကားပြောရင်နှေးလို့ဆိုပြီးတော့ကျွန်တော်ဝင်ဝင်မှန်းနေ ကျွန်တော်ဆရာမားကြီးကမလေးဖေမဲ့ပြောသွားတို့ဘာလို့ချစ်ဖို့ကောင်းနေနော်အဲ့နဲ့ပဲအဲ့ဒီချိန်မှာကိုကြီးတယ်ကိုကိုကြီးပါလားဟုတ်ပြီတော့တော့ဘုဘုံက sorry နော်ဖုန်းလာလို့ကျွန်တော်ဟိုပါအဲ့လိုဖြစ်တဲ့အချိန်မှာဒီညောင်မြညောင်မြနေကန်အဖွဲ့ကြီးတကူက အကိုတယောက်ဖုန်းနံပါတ်ကျွန်တော်မှရှိတယ်ကျွန်တော်ပို့တယ်သူ့နံပါတ်ဘယ်သူအကုန်ရှိတယ်ကျွန်တော်မှအဲ့တော့လေဝမ်းသာပါတော့ဘောနော်အဲ့ဖွဲ့စည်းကျွန်တော်လည်းအဲ့ဖွဲ့စည်းကိုကျွန်တော်ကသဘောကျတယ်ငကူတွေကရန်ကုန်ကလည်းအဲ့ဖွဲ့စည်းရဲ့ဒူလေးနဲ့ကျွန်တော်လည်းရင်းနေတယ်သဘောကျတယ်အဲအဲ့လိုမျိုးဖြစ်တဲ့အချိန်မှာအကျွန်တော်ဖုန်းဆက်လိုက်ကောင်ညီလေးရာကိုရောမမြင်ဘူးတော့တက်ကြည့်လိုက်ရတယ်အကိုကြီးအကိုကြီးကျွန်တော်ကျွန်တော် ကျွန်တော်ညမရောက်နေပါတယ်အကိုပေါ့အဲ့တော့အကိုနဲ့ကျွန်တော်တို့မြင်းချင်းဆိုင်ပြီးတော့မိတ်ဆက်ရင်းနဲ့အကိုကျွန်တော်တခုအခက်မရသေးဘူးโอเคညီလေးလာခဲ့မယ်တဲ့ညီလေးလည်းဟိုပြောလေးတဲ့ဘာကိတက်ကြီးလို့လဲတဲ့ဆိုရောက်လာတဲ့ဒီစကားပဲပြောမှာဆိုတော့အကိုရေးလို့ကျွန်တော်ဒီကလေးမလေးကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်လာတာလို့ အဲ့ဒါကလေးမလေးတွေကျွန်တော်သွားကြည့်တယ်အကိုညကလေးမလေးတွေကျွန်တော်ရုပ်တရုပ်လက်ဆောင်ပေးနေတယ်ပြီးတော့ကလေးမကြီးစိတ်လည်းမကြဘူးလေအဲကျွန်တော်တက်နိုင်တဲ့ဘက်ကနေပြီးတော့မျိုးမျိုးစူးစမ်းပြီးတော့ကျွန်တော်စကားလေးတွေပြောနေတယ်အဲပြီးတော့သူ့မိဘလေးနဲ့သူ့ညီကောင်မတော်လေးနဲ့တွေ့တဲ့ခါမှာတင်ညာလေးနဲ့ပတ်သက်လို့ရန်ကုန်မှာကျွန်တော်ပေါင်ဝင်အဲကျွန်တော်ညီလေးတယောက်ရှိသေးတယ်အဲ့မှာကျွန်တော်ဖိုင်နဲ့ပတ်သက်ပြီးတော့ရှင်းမိထားတယ်ကျွန်တော်ညီလေးအဲနော်အဲသူအပါဝင်ကျွန်လေးစားတဲ့တောင်းချက်ပိုင်းတယောက်ရှိသေးတယ် ဒီကလေးလေးကိုကိုပိုင်ကျောင်းလေးထားပေးခြင်းတာအဲအဲ့လိုမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးဆောင်ရွက်ပေးခြင်းတဲ့ဟာလေးတွေကြောင့်ဟိုဘက်ကလည်းဟိုရှယ်လင်းလေးလုပ်ပြီးတော့ပြောဆိုပြခြင်းတဲ့ဘာကြောင့်ပေါ့နော်အဲ့လိုမျိုးကျွန်တော်ဖုန်းကြီးကပြောလိုက်လဲပြောလိုက်ပေါ့โอเคတဲ့ညီလေးခုပမာလဲတဲ့ကျွန်တော်အဲ့ဒီကလေးမလေးအိမ်ညဆောင်တော့လည်းပေးတယ်မှာဟိုရေးဆိုโอเคကိုကုထွက်လာပြီတဲ့အဲ့တော့လေဒီပေးအလာဝတာလာပါတော့အဲ့မှာကျွန်တော်အကူညီမဲ့ကောင်းပါလေးဒီနဲ့စကားတွေပဲပြောဆိုနေတဲ့အချိန်ကျွန်တော်ကြာဝိုက်ထားတယ်ပဲဒါကြာရည်လို့ပြောကြာကြာကြာတော့ကျွန်တော် အမြောင်းများမျိုးကအဲ့လိုမကျေဘူးလေဒီကိုဘာလဲလာတော့ကုံကြောင်းလားနွားလဲလေလားဆွဖားနေလားကိုလည်းတွေးတာဘုံတော့အားလည်းဘတ်ကိုဖုံးဆက်လိုက်တယ်အာကိုကြီးဆိုအားတစ်ခါပြောတာတော့ရှင်းတယ်နော်ဒီလေးကကိုကြီးဒီနေ့မအားတော့ဘူးတဲ့ကိုကြီးနေသွားတော့မှာကိုကြီးဒီနေ့မအားတော့ဘူးတဲ့ဒီနေ့ကမအားတော့ဘူးနေသွားတော့မယ်ပြီးတော့ပြတ်သွားရင်ခဏလေးတော့တွေးလို့မရတော့ဘူးနော်ဒုံညမမရှိတော့ဘူးနော်နေသွားတော့မှာရှင်းတယ်နော်ပြောတာတယ်သူကဟာအကိုရဲ့ ိုးတယ်ညီလေးအားတော့ကောနောက်ခိုးတယ်ညီမတွေ့မယ်ညီလေးရတယ်ထားလိုက်တော့တကယ်ဒါတရားသွားပြီအဲ့ဒီမှာကျွန်တော်ကူညီတဲ့လင်မယားကောင်မလေးကောင်မလေးဘုံသူအဲ့ပြန်လာအောင်ကောင်မလေးရဲ့ဦးလေးနဲ့တို့တွေ့ပြန်လာတော့ပြောပြီးပြန်လာတာစမပြေဘူးကိုကြီးတဲ့အဲဘာလို့လဲလက်ရှိမှာလည်းတဲ့အခုလောလောဆယ်မိမိတော်ကလည်းမနိုးသေးဘူးအဲ့နေတော့နဲ့ချစ်တုံလေးကလည်းအဲ့နေတော့ခလေးကလည်းအိပ်ပုတ်ကြီးချစ်လို့စားတာနော်အဲ့နေတော့နဲ့ပြီးတော့ဟိုပါပေါ့ သူတို့ဘက်ကဘာလဲဆိုတော့ခဏနေပါဦးစောင့်ပါဦးအဲ့လိုမျိုးကြီးပြောထားတဲ့အတွက်ဒီအရနဲ့ပတ်သက်လို့ဒီ case နဲ့ပတ်သက်လို့ decision မချရသေးဘူးเนาะအကြောင်းပြန်မယ်ပေါ့အဲ့လိုမျိုးပြောထားတာတပတ်တဖက်ကမိသားစုဝင်တွေကဘာတောင်းဆိုထားလဲဆိုရင်နားနဲ့ကြတော့เนาะ ။အိုလိုမျိုးဝူရူရဗေမနာပေါလို့ပဲသားလေးလာပြောတာမဟုတ်ဘူး။ကာကန်ရှင်ရဲ့အုတ်ထင်းသူဟယ်လိုလေးလမ်းပြောတာဒီမနက်မှပြောတာသူတို့ဘက်ကနင်းနာတဲ့ကလေးတွေကိုကြောင်းထုတ်ဖို့မတောင်းဆိုဘူး။ကြောင်းပြောင်းပြီးချစ်ချစ်တော်တော်အဲ့ကြောင်းမှာပဲတက်ပါသူငယ်တဲ့ခါကျတော့အတားမှာပဲတက်မယ်။ကြောင်ပြောင်းပြီ။နောက်တစ်ချက်က ဗီဒီယိုမရိုက်ဘူးလိုင်းပေါ်မတင်ဘူးကာယကရှင်တွေဘက်ကချစ်ချစ်တော့ပြန်ပြီးကျူးလုံးတဲ့ကလေးတွေပြန်တောင်းပန်ပြီးပြန်တောင်းပန်ပြီးโอเคအဲ့ဒါကိုအဲ့ဒါကိုတဖက်ကကျူးလုံးသူတွေနဲ့ပတ်သက်ပြီးတော့ကာယကရှင်ကျူးလုံးတဲ့ကာယကရှင်မိဘတွေကိုဒီဘက်က ဝင်းကွာချစ်ချစ်တို့ရဲ့တောင်းဝဲလူတွေမမြင်မှုသေးဘူးလာလိုက်ရင်အိမ်မေးလာဟိုမှာလာနေကတပည့်လာလူဆိုတဲ့လူတွေပဲလာတာအဲ့တော့တစ်ဖက်ကမြင်ရတဲ့ပတ်သက်တဲ့ဘက်ကလူကြီးတောင်းရှိတဲ့လူတွေကလည်းအဲ့ဒီတောင်းဆိုချက်ကလေးနှစ်ချက်ကိုအခုလက်ထိမပြေရှင်းမနိုင်သေးတာပါတဲ့အခုကျွန်တော်ဖုန်းဆက်တော့ဒါလေးရကြီးသွားပြီတဲ့ခဏဆောင်ပါဦး ဟုတ်ပါပြီလုတ်ပေးမယ်ဆိုပြီးတော့၄ရက်ရှိသွားပြီတဲ့ခေါ်လို့ဘာလဲအဲ့လိုမျိုးကြီးတော့တာချင်မဆောင်နိုင်တော့ဘူးတဲ့တလားအဲ့ဘက်ကလူတွေလည်းကျွန်တော်ကသတင်းသမားလည်းမဟုတ်ဘူးဒါလည်းမဟုတ်ကျွန်တော်ကစိတ်ကနာကြတခုနဲ့ဒီဘောပါလာတာဒီကိစ္စတခုပဲကိုအဲနော်အေးကျွန်တော်မှလည်းကျွန်တော်လည်းပတ်သက်ပတ်သက်ကြောင်းအတားအဝိုင်းမိတ်ဆွေတွေဖွဲ့စည်းတကယ်ချင်းပေါင်းစည်းနေရှိတယ်ဒါလေးတော့မမကန်ကန်လေးဖြစ်အောင်ကိုကြီးဆောင်ရွက်ပေးလိုက်ဟိုဘက်ကလည်း နေမငါးဆိုင်ပြန်တောင်းဆိုတာမဟုတ်ဘူးနော်ကာကန်ရှင်ဘကလည်းအဲ့ဒါမျိုးလေးပဲလုပ်ပြီးနော်ဒီဗီဒီယိုကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုးပြီးခဲ့တဲ့2024မှာခရေကခရေကချစ်ချစ်တော့6တန်းအခုပြန်တိုက်လဲ6တန်းတက်အောင်အဲ့ဒီမှာတွေက6တန်းမဖြေလဲရဘူးအဖြေရဘူးအဲ့ဒီချိန်နေနေဘလုံးကတက်ဖြေလို့မရဘူးလေဆောင်းဝဲနော်ဆောင်းဝဲမဖြေလဲရဘူးအခုပြန်တိုက်6တန်းမပြန်တက်အောင် အဲ့ဒီဘက်ကအဲ့ဗီဒီယိုပိုင်း live ပေါ်တင်ပြီးကျူးလွန်တဲ့အုပ်စုတွေကိုအင်မတန်မှကြောက်စရာကောင်းပြီးကြီးလေးတဲ့အပြစ်ဒဏ်ကြီးချလိုက်တယ်မနစ်ကတိလာကျော်နှစ်ပတ်နားလခိုင်းလိုက်တယ်အင်မတန်ကြီးလေးတဲ့အပြစ်ဒဏ်ကြီးရောဟိုမှာ6နှစ်နဲ့6နှစ်ဖြစ်သွားတယ်အခုလည်း6နှစ်ပဲ ဲ့လိုမျိုးတရားမြတ်တော်မူကိုရှာမယ်ဆိုရင်အဲ့မှာသွားရှာမှန်တရားဘတ်တော်သားတွေယူအဲ့မှာတကယ်လေးတော့မကောင်းနဲ့ โอเคကျွန်တော်ဒီလိုပိုင်းလေးอ่ะဒီလောက်ပါခင်ဗျာဒါတော့ကျွန်တော်တို့မြောင်းများမျိုးကဒါเจ้าသူလေးအဲနင့်နာတဲ့เจ้าသူလေးဒီကိုကိုတိုင်ကိုကြတော့ရောက်ပြီးတော့ကူညီခဲ့တဲ့အကိုတယောက်ရေပြောကြချက်လေးတွေပဲဖြစ်ပါတယ်ဒီထဲမှာပြောကြတာဆိုရင်ကျွန်တော်တို့ဒါเนาะဒါအေးအယူမှုတော့မရှိသေးပါဘူးအဲကျွန်တော်တို့တော့ line ပေါ်မှာပြန်နှံ့တဲ့တွေသူမျိုးကျွန်တော်ပြုတ်လုတဲ့အဲကျူးလွန်တဲ့ main ကလေးတွေကိုကျွန်တော်မင်နီတာပြီးတော့ထုတ်လိုက်တဲ့ဆိုတဲ့တည်င်းဟာလေဒါဒီကိုပြောပြရဆိုရင်တည်င်းမှားလို့ဖြစ်ပါတယ် ဒါတရင်မှာပဲဖြစ်ပါတယ်ဗောနော်ဒါဒါတော့မြောင်းများအိမ်ထီကိုတွားရောက်ပြီးတော့ကုညီပေးခဲ့တယ်အကိုရဲ့ဗီဒီယိုဖိုင်မှတ်တမ်းလေးတွေပဲဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဒီဗီဒီယိုဖိုင်လေးတွေကြည့်ပြီးတော့မိတ်ဆွေတို့ရဲ့ထင်မြင်စွာချက်လေးလဲဒါကုမတ်မှာရေးပေးပါအောင်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်လဲဆုံတွေ့ကြမယ်နော်